ကျမတို့မှကြပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ26ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ AA နဲ့ PDF များဝင်ရောက်လာမယ်လို့ဆိုပြီးအင်ကပူမြို့နယ်နဲ့ပုဂလင်းမြို့နယ်တို့မှာစစ်တပ်ကတပ်သားတင်များအကြီးအကျယ်စုဆောင်းပြီးစစ်တင်တန်းများနဲ့ရက်တိုပြစ်ခတ်မှုတင်တန်းများဇက်တိုက်ပေးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အေယာဝရီတိုင်းမှာ AA နဲ့ PDF များဝင်ရောက်လာမယ်လို့ဆိုပြီးအင်ကပူမြို့နယ်နဲ့ဘူကလေးမြို့နယ်တို့မှာစစ်တပ်ကစစ်သားတင်များအကြီးအကျယ်စုဆောင်ပြီးစစ်သည်နှံများဇက်တိုက်ပေးနေကြောင်းဒေတာပြည်သူများကပြောဆိုကြပါတယ်။ AA နဲ့ PDF များဝင်ရောက်လာ၍လေးမျက်နှာမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမြို့နယ်မဲဆလီကုန်းမြို့ကွင်းကောက်တို့မှာစစ်သားများအကြီးအကျယ်စုဆောင်နေပြီးပြည်သူစစ်သည်နှံများပို့ချလျက်ရှိကြောင်းကျေးရွာများမှာနေစဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံနေရကြောင်း တပ်သားတင်များစုဆောင်းရံမှာစစ်တပ်ကတိုက်ရိုက်ဖမ်းဆီးခြင်းများရှိတဲ့ကဲ့သို့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစောတီများဖမ်းဆီးပို့ဆောင်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်။အင်ကပူမြို့နယ်မှာအထူးကအဖြစ်အမှန်ငါတက်မတော်တမ်းမြင့်လေ့ကျင့်ရေးကြောင်းတက္ကကငားမှာစစ်မှုတန်တပ်သားတင်များကိုအထူးကစုဆောင်းနေခြင်းဖြစ်ပြီးအဆိုပါတက္ကကငားမှာစစ်မှုတန်တပ်သားတင်များမှာ AA နဲ့ PDF များကိုအထူးကခုခံမဲ့တပ်သားတင်များထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တပ်ကကငားကတော့အင်ကပူမြို့နယ်ထဲမှာရှိတဲ့မဲဆလီကုန်းမြို့ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးပါပဲပေါ်တာဆွဲပြီးအဲ့ဒီမှာစည်ရေးလေ့ကျင့်ပေးတာရက်တူပဲနောက်ပြီးမဲဆလီကုန်းမြို့မှာလည်းရက်တူပြစ်ခတ်မှုတင်တန်းတွေပေးနေတယ်ကွင်းကောက်ဘက်ရွာတွေမှာလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲတာခံနေရတာတွေဖြစ်နေတယ်ဘယ်လူငယ်မှရွာထဲမနေရဲတော့ဘူးညအိပ်ရင်တော်တဲ့တော့အိပ်ရတယ်စစ်တပ်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့လို့ဒေသပြည်သူတူဦးကဆိုပါတယ် ဒါအပြင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသနွားချံကြီးရွာအုပ်စုမှာစစ်တပ်တရင်ပေသိန်းစောတက်ချက်သိန်းထွန်းရဲ့မိမတင်းတင်းမူမိနီတို့ကစစ်တပ်အတွက်တပ်သားတစ်စုဆောင်ပေးခြင်းနဲ့စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်များတွေ့ရှိပါကတကကငါးထံကိုဖုန်းဆက်ကဖမ်းဆီးခိုင်းကြောင်းစစ်တပ်ကတရင်ပေးတဲ့အမာခံများကိုလွှတ်ပြီးစစ်သားတွေများဖမ်းဆီးခိုင်းခြင်းနဲ့တရင်ပေးခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်အင်ကပူမြို့နယ်ကရက်ရွာသားတအူးနွားချံအုပ်စုကုန်းတောင်ဒီရွာဘက်မှာ ငါးတော်ရှာရင်တရင်ပေးတွေကဖုန်းဆက်ပြီးဖမ်းခိုင်းလို့တကကကငါးကဝင်ဖမ်းတယ်အတိကစစ်မှုထမ်းရှာတာမေလ22ရက်နေ့ကလည်းခီးသွွားလူငယ်တွေတွေ့လို့တကကငါးကနေဝင်ဖမ်းတယ်လူငယ်တွေကိုတကကငါးနဲ့ဖမ်းခေါ်သွားတာလို့ဒေသတရင်အရေးမြစ်ကပြောဆိုပါတယ်အလားတူအေယာဝရီတိုင်းပုဂလိမြို့နယ်ကျိုးညိုကြီးကျွန်းဒေသမှာလည်းယခုမေလအတွင်းစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်း ။အေယာဝတီတိုင်းအတွင်းနဲ့အင်ကပူမြို့နယ်ဘက်မှာလည်းခံစစ်ပြင်ဆင်ရန်အတွက်လို့ဆိုပြီးစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘုဂလီဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ဖမ်းဆီးနေတယ်။တချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူး။တည်သလားရှင်သလားမသိဘူး။ထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းအမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြက်ကင်နေ။အခုအချိန်ကလဲရမြေလို့ဖို့မိုးရင်းကာလာ လေလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေဆိုးနေတာတက်ကပြောတာက AOR တိုင်းကို AOR တိုင်းကလူငယ်တွေနေပဲပြန်ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာလို့ပိုကလေးမြို့နယ်ကျိုးညိုကြီးကျောင်းမှာပြည်သူတို့ကပြောဆိုပါတယ်။ AA ဥဆောင်တဲ့တော်လန်ရေးတပ်များကလင်းမျက်နှာမြို့နယ်အတွင်းရောက်ရှိနေကစစ်ကောင်စီတစကန်တချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်စံပိုင်းလှုပ်ဆောင်ခဲ့ကြကြောင်း AA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အမေရိကန်စစ်တပ်ဟာစာနာမှုလမ်းကြောင်းအပြင်တက္ကနာမြို့မှာထောက်ပို့တရင်တီဆောက်ကအေအေကိုစီရေးထောက်ပတ်မဲ့ကမ်းလှမ်းမှုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကျိုးစုလက်ခံခဲ့ကြောင်းသတင်းဆောင်ပါလိတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်ကတဆင်ရခိုင်ဒေသစီကိုပို့မဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်း Humanitarian Corridor ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံရေးရပ်ဝန်းမှာအခုတလောကြီးကြီးမားမားကြရက်ရက်ခတ်နေခဲ့တဲ့ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်အခုနှစ်မတ်လမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလာရောက်ခဲ့တဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာအန်တိုနီယိုဂူဒါရက်စ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံယာယီအစိုးရခေါင်းဆောင်ဒေါက်တာယူနုစ်ဦးဆောင်နဲ့အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ်မှာအဲ့ဒီကိစ္စကိုထုတ်ပေါ်အဆိုပြုခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းမူအရသဘောတူခဲ့ကြောင်းအမျိုးသားလူ့ကြုံရေးအကြံပေးခါလီလာရာမန်ကထုတ်ပေါ်ပြောဆိုခဲ့မှုပါတယ်။ဒီကိစ္စရဲ့အပေါ်မြန်မာနိုင်ငံနဲ့ဆက်နွယ်နေကြတဲ့နိုင်ငံတကာအသိုင်းအဝိုင်းအပြင်ရခိုင်ပြည်အရေးကိုစိတ်ပါဝင်စားသူတွေကပါစင်စက်မပြတ်စောင့်ကြည့်နားဆွင့်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲအိန္ဒိယအွန်လိုင်းသတင်းစာတစ်စောင်ကဖော်ပြခဲ့တဲ့ American ဒုဗိုလ်ချုပ်ကြီးတဦးရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပေါ်စမ်းစစ်တင်ပြချက်ဟာစောင့်ကြည့်နေသူတွေကိုကင်လွတ်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့ American ဒုဗိုလ်ချုပ်ကြီးဟာမြန်မာစစ်အစိုးရကိုဖျောက်ချနိုင်ဖို့ရာဘင်္ဂလားဒေ့ရှ်ကတဆင့်ပေးပို့မဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းအပြင်စစ်ရေးဆိုင်ရာနည်းပညာနဲ့ရုပ်ဝတ္ထုတွေပံ့ပိုးပေးပြီး proxy war ဆိုတဲ့အတုံးအနှုံးထိပါတင်စားခဲ့ပါတယ်။ဆိုလိုတာက အမေရိကန်ဟာမြန်မာစစ်ကောင်စီပြုတ်ကျရေးအတွက်ကိုယ်တိုင်ဝင်တိုက်တာမျိုးမဟုတ်ပဲတတိယအင်အားစုတွေစီကိုစီရေးဆိုင်ရာနည်းပညာနဲ့ရုပ်ဝတ္ထုပစ္စည်းတွေကူညီပံ့ပိုးပေးဖို့ဆိုလိုတာပါအထူးသဖြင့်ချင်းတော်လန်ရဲ့အဖွဲ့ CNF နဲ့အာရခတ်တပ်တော် Arakan Army တို့နှစ်ဖွဲ့အပေါ်ထောက်ပံ့ကူညီပေးပို့သွားဖို့ဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီနောက်မှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံရဲ့ဆက်ဆံရေးတင်းမာမှုဟာနေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ထားရတဲ့အထိဖြစ်လာခဲ့ပါတယ် ချိတ်ဟာစီနာကိုပြန်ပို့ပေးဖို့အိန္ဒိယဝန်ကြီးချုပ်မိုရီထန်တောင်းဆိုခဲ့မှုတွေရှိခဲ့ပါတယ်။ဆိုတော့အိန္ဒိယသတင်းစာရဲ့ဖော်ပြချက်အပေါ်ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်လို့တင်းမာမှုတွေလည်းပိုများလာခဲ့ပါတယ်။နောက်တစ်ချက်ကတော့ဘာသာရေးအခြေခံပါတီကြီးတစ်ခုဖြစ်တဲ့ Jamat e Islami Party နဲ့တရုတ်ကွန်မြူနစ်ပါတီတို့ဒါကာမြို့မှာတွေ့ဆုံစဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေကြတဲ့မြန်မာမွတ်စလင်တွေအတွက်ရခိုင်ပြည်ထဲမှာတရားနယ်မြေတူထောင်ပေးဖို့ဆွေးနွေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ Jamaat e Islami Party ကလူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းအတွက်အထောက်အကူပြုရေးရည်ရွယ်ချက်သာဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ဖြေရှင်းခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတကာအတိုင်းအဝိုင်းကြားမှာတော့ဒီကိစ္စအပေါ်အလေးပေးစဉ်းစားခဲ့ကြတယ်လို့ဒုက္ခသည်စခန်းတွေကမွတ်စလင်တွေအနေနဲ့လည်းအိမ်မက်လှလှတွေမက်ဖြစ်ခဲ့ကြမှာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပေါင်းဖက်ပြီးထွက်ရက်လမ်းမကြီးတစ်သွဲရရှိနိုင်ကြလိမ့်မယ်လို့ရှုမြင်မှုတွေရှိခဲ့ပြီး ဒါဟာသူတို့ရခိုင်ပြည်ပြည်နာရေးနဲ့တရားနယ်မြေတည်ထောင်ရေးအတွက်ထွက်ပေါက်ဖြစ်ယူဆခဲ့ကြတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အကြံပေးတိုဟတ်ဟူစိန်ကစာနာမှုလမ်းကြောင်းအကောင့်အထည်ဖော်နိုင်ဖို့ရာရခိုင်ပြည်ရဲ့နယ်နိမိတ်အများစုကိုထိန်းချုပ်ထားတဲ့အရခတ်တက်တော်နဲ့အမျိုးသားအကျိုးစီးပွားအတွက်ဆက်ဆံရမယ်လို့အတီအလင်းထုတ်ဖော်ပြောထားတယ်လို့တခြားအာဏာပိုင်တွေကတော့ဒီစာနာမှုလမ်းကြောင်းအတွက်ဘာဆုံးဖြတ်ချက်မှမချမှတ်ရသေးဘူးလို့လည်းတုံ့ပြန်ထားတာတွေလည်းရှိနေပါသေးတယ်။ အာရခတ်တက်တော်ဘက်ကတော့ဒီအစီအစဉ်ကိုကြိုဆိုကြောင်းပြောထားတာကိုတွေ့ရပါတယ်စစ်ကောင်စီဘက်ကတော့ဘာအတမ်းမှထွက်လာတာကိုမတွေ့ရသေးပါဘူးဒါပေမဲ့အာရခတ်တက်တော်နဲ့ထိတွေ့ဆက်ဆံနေတာကိုတော့ဘင်္ဂလားဒေ့ရှ်အစိုးရထံစာရေးကန့်ကွက်ခဲ့တာရှိပါတယ်အခြားတစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်အင်အားကြီးနိုင်ငံရေးပါတီတွေကတော့စာနာမှုလမ်းကြောင်းကိစ္စအပေါ်စိုးရိမ်တကြီးနဲ့ကန့်ကွက်နေကြစေဖြစ်ပါတယ်ဒါဟာသူတို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်ထိပါလာတာလို့ဆိုလိုကြပါတယ်ဒီကိစ္စဟာ ယာယီအစိုးရတရက်ကလုံရမဲ့လုပ်ငန်းရမဟုတ်ပဲရွေးကောက်ခံအစိုးရတရက်ကသာလှုပ်ဆောင်ရမဲ့ကြီးမားတဲ့ကိစ္စရက်သာဖြစ်တယ်လို့ဆိုကြပါတယ်။နေဆက်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဟာစိုးရိမ်စရာဖြစ်ပြီးယာယီအစိုးရတရက်အနေနဲ့ကင်တွယ်လို့မရတဲ့အရာဖြစ်တယ်လို့ဆိုကြပါတယ်။အခြားအခြားသောတက်ကြွလှရှားသူလူမှုရေးအဖွဲ့အစည်းတွေကလည်းယူနစ်ရဲ့ယာယီအစိုးရအနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုသာအမြန်ဆုံးကျင့်ပပေးပြီးအနာရပါတီထံအာဏာလွှဲပြောင်းဖို့တောင်းဆိုနေကြပါတယ်။ ို့သောအမြင်ချင်းမတူကြသူတွေအများအပြားရှိနေကြတာကိုလည်းတွေ့မြင်ရပါတယ်။ဒီစာနာမှုလမ်းကြောင်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်နှစ်ပေါင်းများစွာဝင်တို့ဝင်ဖို့ဖြစ်နေတဲ့မြန်မာမွတ်စလင်အရေးကိုဖြေရှင်းသွားနိုင်မယ်လို့ယူဆနေကြပါတယ်။စာနာမှုလမ်းကြောင်းကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါသဘောတူညီမှုတွေရှိလာမယ်။အဲ့ဒီသဘောတူညီမှုတွေထဲမှာဒုက္ခတွေပြန်ပူရေးကိစ္စဟာလည်းမဖြစ်မနေပါရှိလာမှာဖြစ်တယ်လို့တွက်ချက်ကြတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်တရုတ်အိန္ဒိယတို့ရဲ့ ်ပါဝင်ပတ်သက်နေမှုတွေကိုတတိမူကြရမှာဖြစ်ပါတယ်။သူတို့ရဲ့ကိုကျိုးစည်းပွားဟာရှည်တဲ့အရောက်ဆုံးလည်းဖြစ်ပါတယ်။ character မဖြစ်ရင် proxy war မဖြစ်ဘူးလား။ proxy war မဖြစ်လာရင် character မရှိလာနိုင်ဘူးလားဆိုတာဟာအရေးပါတဲ့မေးခွန်းဖြစ်လာပါတယ်။တရုတ်ကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းလို့ခေါ်ဆိုနေကြတဲ့အစီအစဉ်မှာမပါဝင်ဘူးလို့ပြောလာတာကိုတွေ့ရပါတယ်။အိန္ဒိယသတင်းစာရဲ့ရေးသားဖော်ပြချက်အရအမေရိကန်ဟာစာနာမှုလမ်းကြောင်းအပြင်တက္ကနာမြို့မှာထောက်ပို့တရင်တိစောက်ဖို့နဲ့ ကော့စ်ပဇားမြို့မှာ drone စစ်ဆင်ရေးအတွက်နေရာချထားနိုင်ရေးကိုလည်း American ကစ조사နေတယ်လို့ဆိုလိုပါတယ်။အိန္ဒိယသတင်းစာရဲ့ရေးသားဖော်ပြချက်အရ American ဟာစာနာမှုလမ်းကြောင်းအပြင်တက္ကနာမြို့မှာထောက်ပို့တရင်တိဆောက်ဖို့နဲ့ကော့စ်ပဇားမြို့မှာ drone စစ်ဆင်ရေးအတွက်နေရာချထားနိုင်ရေးကို American ကစ조사နေတယ်လို့ဆိုပါတယ်။ Bangladesh ဘက်ကတော့ Arakat တပ်တော်တခုတည်းကိုမဟုတ်ဘဲအာဆာအဖွဲ့ကိုပါစစ်ရေးအရအကူအညီပေးဖို့တောင်းဆိုတယ်ဆိုတဲ့ကောလာဟာလာတည်င်းတွေလဲထွက်ပေါ်ခဲ့တာရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့တက်ကြွလှုပ်ရှားသူတချို့ကတော့ကုလသမဂ္ဂအနေနဲ့ပထမဦးစွာမွတ်စလင်ဒုက္ခသည်တွေရဲ့မူလနေရာမှာနေထိုင်စရာအိမ်တွေတိစောက်ပေးပြီးစားရည်ရိတ်ကားစေဝါနဲ့အခြားလိုအပ်ချက်တွေကိုပို့ပေးပြီးမှသာနေရာချထားရေးကိုဆောင်ရွက်ပေးဖို့ပြောဆိုကြတာတွေရှိနေပါတယ်။အခြားတစ်ဖက်မှာလည်းအစိုးရမဟုတ်တဲ့အာရခတက်တော်စီအကူအညီပေးတာဟာဘင်္ဂလားဒေ့ရှ်အနေနဲ့တရုတ်မြန်မာအစိုးရနဲ့ဆက်ဆံရေးကိုထိခိုက်လာမှာကိုပါထည့်သွင်းစဉ်းစားကြတာတွေလည်းရှိနေပါတယ်။စစ်ကောင်စီကရော စာနာထောက်ထားမှုအထောက်အပံ့ပေးနေတဲ့ရခိုင်ကနေရာတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေရှိလာလိမ့်မလားရှိလာခဲ့ရင်ကောအကျိုးဆက်တွေကိုဘသူကတာဝန်ယူမလဲစတဲ့ကြောင်းကြမှုတွေရှိလာနေတာကိုလည်းတွေ့မြင်ရပါတယ်အခြားတစ်ဖက်မှာစာနာမှုလမ်းကြောင်းကနေဒုက္ခတွေတွေထပ်တိုးဝင်လာကြမှာရဲ့မောင်ခိုကုံကူးမှုတွေပွားများလာမှာရဲ့လက်နက်ကင်တွေတောင်းကျမ်းလာမှာရဲ့စတာတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတချို့ကစဉ်းစားကြတာကိုလည်းတွေ့ရှိရပါတယ် ုလသမဂ္ဂဥဆောင်ပေးမှုဆိုပေမဲ့စာနာမှုလမ်းရဲ့ဂိတ်တွေကိုဘသူတွေကထိန်းကုတ်ကြမှာလဲဆိုတဲ့အချက်ကိုပါထောက်ပြလာကြတာကိုတွေ့ရပါတယ်။ဒါကြောင့်လဲ American ပါဝင်နေမှုအပေါ်တရုတ်နဲ့အိန္ဒိယတို့ရဲ့ရင်ငုံနှုတ်ပိတ်နေမှုတွေကိုပါထောက်ပြလာကြပါတယ်။ရခိုင်ပြည်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့ရဲ့အလှော်တိုင်းအဆင့်တိုင်းမှာရိုဟင်ဂျာတွေပါဝင်မှုကိုမြင်တွေ့လို့ပြီးမဟုတ်ရင်အရခတ်တပ်တော်နဲ့ရှေ့ဆက်ဆွေးနွေးဖို့အကြီးအကျယ်ခက်ခဲနိုင်တယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်က မေလ6ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တွေမှာနိုင်ငံခြားရေးအကြံပေးနဲ့အမျိုးသားလူ့ကျုံရေးအကြံပေးတို့ရဲ့ကြားမှာလဲစာနာမှုလမ်းကြောင်းနဲ့ပတ်သက်ပြီးပြောဆိုချက်တွေမှာ မတူကွဲပြားတာတွေရှိနေတာစကားလေးကဖြစ်ပါတယ်။ဒီအပေါ်မှာပြည်သူနဲ့နိုင်ငံတကာကလည်းဝေဝါးနေကြတာဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေအများကြီးကြံပါသေးတယ်။ဒီလမ်းကြောင်းဟာစာနာမှုတွေမကဘဲစီရေးကူညီထောက်ပံ့ရေးထိကိုတွားနိုင်သလား။ ဒါဆိုရင်အန်ဆာလိုအကြမ်းဖက် လက်နက်ကင်အဖွဲ့တွေအတွက်ကရောဘလို့ရှိလာမလဲစာနာမှုတသက်ဆိုရင်ဘယ်သူတွေကဥဆောင်ဖြန့်ဖြူးပေးမလဲဘေတီတာအထီလဲဒေါက်တာယူနုစ်အစိုးရကရောနိုင်ငံရေးပါတီတွေရဲ့ထောက်ပြပြောဆိုမှုတွေကိုလစ်လျူရှုပြီးစာနာမှုလမ်းကြောင်းကိုအကောင့်ထဲပေါ်ဆောင်ပေးနိုင်မှာလားဒီလမ်းကြောင်းကနေတဆင့်ဒုက္ခဒေရီပြန်ပို့ရေးအစီအစဉ်ကရောတကယ်ရှိလာမှာလားတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံကရောဘာတွေပြောလာနိုင်လဲစတဲ့စတဲ့တိလူစရာတွေများလွန်းနေပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံရေးလေးလာတုံးသက်သူတွေတက်သည့်ပညာရှင်တွေကတော့ဒီစာနာမှုလမ်းကြောင်းနဲ့ပတ်သက်ပြီးမိမိတို့နိုင်ငံအတွက်စိုးရိမ်တကြီးဖြစ်နေတာတွေကိုသတင်းစာတွေမှာရေးသားတင်ပြနေကြတာကိုတွေ့ရပါတယ်။အထူးသဖြင့်ပထဝီနိုင်ငံရေးလုံခြုံရေးတပ်တမန်ရေးရာတွေဟာပြည်တွင်းရေးနဲ့ပြည်ပရေးရာတွေကိုပါထိခိုက်မဲ့အကြောင်းအရာတွေကိုဦးစားပေးဖော်ပြလာခဲ့ကြတာကိုတွေ့ရပါတယ်။တန်းနဲ့ချီတဲ့ဒုက္ခတွေတွေနေရပြန်နိုင်ရေးမှာစာနာမှုလမ်းကြောင်းဖွင့်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ပကုန်းပေါ်မှာမထင်မဖဲကြီးလေးတဲ့ဝင်တို့ဝင်ပိုးကြီးတွေထပ်ပြီးလာမှာကိုစိုးရိမ်မကင်းဖြစ်နေကြတာကိုတွေ့ရပါတယ်။အဲ့ဒီလမ်းကြောင်းရဲ့လုံခြုံရေးကိုကုလသမဂ္ဂအနေနဲ့တိုက်ရိုက်ကုတ်ကဲမှလားသို့မဟုတ်ရင်နေဆက်မှာလုံခြုံရေးကိုထိခိုက်လာနိုင်တဲ့တစုံတရာသောအကြောင်းချင်းရာတွေပေါ်ပေါက်လာခဲ့ရင်လမ်းကြောင်းကိုဘင်္ဂလားဒေ့ရှ်ကပိတ်ထားလိုက်လို့ရနိုင်တဲ့အခြေအနေကတော့ရှိနေမှာလား။စတာတွေကအစတွေးခေါ်လာခဲ့ကြပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တာဝန်ယူမှုအပိုင်းနဲ့ အိန္ဒိယတရုတ်တို့ရဲ့သဘောထားတွေကိုပါရယူဖို့လိုတယ်လို့ဆိုကြပါတယ်။အခြားတစ်ဖက်မှာအရက်ခတ်တက်တော်ဟာဘလောက်ပဲရခိုင်ပြည်မှာဩဇာလွှမ်းမိုးမှုရှိနေပါစေမိမိတို့နဲ့ယနေ့အထိတရားဝင်ဆက်ဆံနေရတာကမြန်မာစစ်ကောင်စီပဲဖြစ်နေသေးတာကြောင့်နှနိုင်ငံဆက်ဆံရေးရဲ့ရှေ့အလားအလာကိုထက်တွက်ရမယ်လို့ဆိုကြတာတွေရှိနေသေးတာကိုအပြည့်ထုတ်ချဖို့လူကြောင်းလဲအကြံပြုကြပါတယ်။ဘင်္ဂလားဒေ့ရှ်လက်ရှိဂျာဖြတ်အစိုးရအနေနဲ့အရေးတကြီးလုပ်ဖို့လိုအပ်နေတဲ့ရွေးကောက်ပွဲတရက်အောင်အောင်မြင်မြင်ဆောင်ရွက်ပေးဖို့နဲ့ ရည်တော်ပွဲအနိုင်ရတဲ့ပါတီကိုအစိုးရဖွဲ့စည်းပြီးအာဏာလွှဲပြောင်းရေးကိုသာအလေးထားဆောင်ရွက်ပေးကြဖို့လဲတိုက်တွန်းနေကြတာကိုတွေ့ရှိရပါတယ်။မေလ22ရက်ကသတင်းစာရှင်းလင်းပွဲမှာဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးခလီလာရာမန်ကကျွန်တော်ပြက်ပြက်သားသားပြောခြင်းပါတယ်။ မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းနဲ့ပတ်သက်ပြီးဘသူကမှမပြောခဲ့ပါဘူးဘသူနဲ့မှလည်းစကားပြောမှမဟုတ်ပါဘူးမြည်သည့်ဆုံးဖြတ်ချက်ဒူတီမဟုတ်ဒီအရေးကိစ္စထည့်သွင်းစဉ်းစားမှကိုလည်းတက်ဆိုင်သူအလုံးနဲ့တိုင်ပင်ပြီးပြုလုပ်သွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်မတီးမငြိမ်ဖြစ်နေတဲ့၍မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိစ္စပြောလို့မရဘူးပြီးတော့နေရပြန်ပို့ရေးပြူဟာကိုလည်းပြောလို့မရဘူးလို့ဆိုပါတယ်ဒုက္ခသည်တွေပြန်လည်လက်ခံရေးဟာမူတည့်ရဲ့အနေနဲ့ရှိထားပြီးဖြစ်တယ်လို့တည်ငြိမ်တဲ့အခြေအနေဖြစ်လာချိန်မှာ ဒုက္ခတွေတွေနေရပြန်ရေးကိုလှုပ်ဆောင်မယ်လို့အရခတ်တတော်ကပြောထားတယ်လို့ခလီလာရာမန်ကဆိုပါတယ်။ညီကုန်းချုပ်ရရင်ရခိုင်ပြည်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကိစ္စဟာပြီးခဲ့တဲ့မတ်လကစပြီးယခုအထိ၃လနီးပါးဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာမဟာဝဲခရက်ကြီးတစ်ခုအနေနဲ့ရှုပ်ထွေးပွေလီနေခဲ့ပါတယ်။ဒီကနေ့မှာတော့အမျိုးသားလုံခြုံရေးအကြံပေးခလီလာရာမန်ရဲ့သတင်းစာ ရှင်းလင်းပွဲကသူတို့နိုင်ငံသားတွေအပေါ်ယာယီအနေနဲ့နှစ်သိမ့်စေနိုင်ခဲ့မှာဖြစ်ပြီးတော့ နောက်အခါမှာဘယ်သူဘယ်ပုံဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။